ားလုံးပဲမင်္ဂလာပါကျွန်တော်အခု location တိုးလေးလိုက်ပြပေးပါတော့ဘယ် location လဲဆိုတော့ Eco Fair Price Film Studio House ပေါ့နော် Eco Camera Render ကိုတိမဲ့ထင်တယ် Eco Render ပေါ့နော် Camera ပစ္စည်းတွေ Video ပစ္စည်းတွေ Equipment တွေ Render လုပ်တဲ့အဲ Bro တွေပဲပေါ့နော်သူတို့က Studio ဖွင့်တာပေါ့အဲ Studio ကိုကျွန်တော်လာလည်ရင်းနဲ့ဘာတွေရှိလဲဆိုတော့ပြပေးမှာဖြစ်ပါတယ်ခုနမြင်တဲ့အတိုင်းပဲအပြင်မှာတော့ကားပတ်ကင်အကျယ်ကြီးပဲပေါ့နော်အထဲမှာလည်းကားပတ်ကင်အကျယ်ကြီးပဲ ဒါပေမဲ့ဒီအထဲမှာလည်းကားမရက်ချင်းလည်းမတက်ရက်လို့ရရပေါ့နော်မတက်ရက်တာတော့မဟုတ်ဘူးပစ္စည်းကြီးဆင်ပြီးတော့ကိုရက်ချင်တာရိုက်လို့ရရပေါ့ဒီမှာအဲ့လို empty space လေးပေါ့နော်ဖဏတော့ချွတ်ရမှာကျွန်ကအပြင်က look နဲ့အထဲက look နဲ့အဲ့လိုမျိုးတခြားကဘာရောက်သွားသလိုဖြစ်သွားဘူးအပြင်မှာတော့ရိုးရှင်းရှင်းပဲဒါပေမဲ့အထဲမှာတော့မရိုးမရှင်းတော့မဟုတ်ဘူးနော်ခမ်းမိုက်မိုက်လေးပေါ့လို့ဒီမှာဆိုရင်ဝင်ဝင်ချင်းမှာဗာမြင်ရမှာနော်အာမိုက်ခရိုဖုန်းနေမြင်ရ အဲ့ဒါဘာလို့ဘို့လဲဆိုတော့အခုခက်စားနေတယ်ဗောနော focus နေပါလောက်တယ်ဆိုရင်ကိုက focus equipment နေအိမ်မှာဟိုဟိုမရှိဘူးမလောက်ဘူးဆိုရင်ဒီမှာလာပြီးတော့နှစ်ယောက်ထိုင်ပြီးပြောလို့ရတယ်ဗောနော်ဒီမှာဗောတခြားလာကြည့်ကြည့်လိုက်ဒီမှာ road port mic တွေထားရတယ် road caster pro ထားရတယ်ဗောနော်ဆိုတော့ဟိုနှစ်ယောက်မဟုတ်ဘူးဆိုရင်လည်း mic တွေ mic တွေထပ်ထည့်လို့ရတယ်ဗောနော် mic တွေထပ်ထည့်ပြီးတော့ နိုင်တယ်နော်ဒီကိုကအကိုကိုစကားပြောနေလူများတယ်ဆိုရင်နောက်မိုက်နောက်နှလုံးထပ်ထည့်လို့ရတယ်ပေါ့နော်ဒါတော့ eco camera equipment blender ကဟိုကောင်းကောင်းပေါ့ဟုတ်ပါတယ်ခင်ဗျာဆိုတော့ဒါဒီ eco တို့ပဲဖွင့်ထားတဲ့ studio ပေါ့ဟုတ်ကဲ့အကိုကခဏတစ်ဖြတ်ဝင်ပါလိုက်တာတော့အိမ်ကြီးကကျွန်တော်လည်းဖွင့်တယ်ဗောဆိုအိမ်မှာရှိအဲ့လို ဒီဘက်မှာဆိုရင်တော့ဒါ living room ပေါ့နော် living room area ပေါ့ဆိုတော့ဒီ living room area ကလည်းကျွန်တော်တို့ဒီ video ပဲရိုက်မယ်ဆိုရင်ဟို angle မျိုးစုံကနေရိုက်လို့ရတယ်ပေါ့နော်ဒီဘက် angle ကလည်းရိုက်လို့ရတယ်ဟိုဘက် angle ကလည်းရိုက်လို့ရတယ်ဆိုတော့ဟိုလေးဘက်လေးလံရိုက်လို့ရတဲ့ living room area လေးပေါ့ဆိုတော့မဟုတ်ဘူးဆိုလဲဗီဒီယိုမရိုက်ဘူးဆိုလဲတပ်ပုံရိုက်မယ်ဆိုလဲရတယ်အကယ်လို့ဘဝကဒီထဲမှာ ဒီ space မှာမှဒီခုံမကြိုက်ဘူးဆိုရင်ကိုယ့်ကိုခုံသေးလာပြီးတော့ကြိုက်တဲ့ခုံထည့်ပြီးတော့ setting ပြင်ဆင်လို့ရတယ်ပေါ့နော် full kitchen ပေါ့နော် sorry island လေးတည်းရှိသေးတယ်အကယ်လို့ကိုကဒီမှာအဲ့လိုဒီ cooking show တို့မဟုတ် cooking content တွေပေါ့ဒါမို့တို့မို့ဆိုလဲအဲ့လိုမျိုးစားသောက်နဲ့ပတ်သက်တဲ့ဓာတ်ပုံတော့၎င်း video တော့၎င်းရိုက်မယ်ဆိုရင်လည်းဒီမှာ ပစ္စည်းလေးချပြီးတော့အေးစေးရိုက်လို့ရပါဘောနော်မြို့ဘို့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 ကြီးပဲဒီနားမှာနေ၄ခုလောက်ရှိတကယ်လွတ်လွတ်တယ်စတင်ရေခဲတက်တာမဟုတ်အတုမဟုတ်အစစ်တကယ်အေးတယ်ဟိုဘယ်လိုပြောမလဲဒီခန်းထဲမှာအဲ့လိုမျိုး reality show လိုမျိုး mini series လိုမျိုးဟို commercial တွေရိုက်မလားအကုန်ရိုက်လို့ရတယ်ဘောနော် mic တော့ mic တခုပဲဟိုဟာပြီးမှမေးကြည့်လိုက်မယ်ဘောနော်ဒီနေရာက render ဈေးဘယ်လောက်ရှိလဲဆိုတော့ဘောနော်ဒါတော့သူ့ရဲ့ ဒီ area ကြီးပေါ့နော်ပြောရရင်တော့ဟောကန်းကြီးပြဟောကန်းကြီးမှာမှဒီလိုဟိုတိုင်လေးတိုင်ပဲရှိတယ်ဆိုတော့အဲ့လိုတိုင်နေလဲအရင်ရှော့ချက်ခက်ပြီး꽌နေတာလည်းမရှိဘူးပေါ့နော်ဒါတော့ studio တစ်ခုမှာမရှိမဖြစ်ရှိရမယ် make up room ပေါ့နော်ဟို wardrobe room လို့လည်းပြောလို့ရဘူးအထဲမှာအင်ဂျီလဲမလား make up လိမ့်မလားပေါ့နော်ဆိုဒီမှာပါမှန်ကြီးတွေနဲ့ပါဒီကောလုံးမြင်ရတဲ့မှန်ရှိတယ်၄၅ကိုလုံးမြင်ရတဲ့မှန်ရှိရပါတော့တကယ်လူမြင်ရတာပေါ့နော်ဆိုတော့အကျယ်ကြီးပါ ဒါတော့ sound proof အခန်း audio recording အခန်းပေါ့ပြောရရင်တော့ဟို studio မှာကျွန်တော်တို့ဗျာမှာ video content တွေပဲရိုက်ပြီးွားရခါကျရင်အကယ်လို့ကိုကဒီ video နဲ့ပတ်သက်ပြီးတော့ voice over တော့လကောင်းအဲ့လိုမျိုး dubbing တွေပဲပြန်လုပ်မယ်ဆိုရင်လည်းတခါတည်းတနေရာတည်းမှာပြောရင် mini audio studio လိုမျိုးလေးပေါ့เนาะဆိုတော့ဒီမှာတခါတည်းဟိုမှာ full setup ထားရပြီးရပေါ့เนาะဒီမှာ mac mini တွေရော monitor တွေရောဟို ို့ audio interface တွေရောအကုန်ထားထားပြီးတယ်ပေါ့နော်။ဒါတော့ဒီမှာနေတခါတည်းအတန်ဖမ်းလို့ရတယ်။အတန်ဖမ်းလို့ရတယ်။အတန်သွင်းပြီးတော့ကိုယ့်ဗီဒီယိုထဲမှာပြန်ထည့်လို့ရတယ်။ဆိုတော့ဒီမှာလည်းအကုန်လုံးဖုန်းတွေကတ်ထားရပေါ့နော်။ဒါကတော့ audio recording room ပေါ့။ဆိုတော့ဟိုဒီ studio ကြီးတစ်ခုလုံးကတော့ကျွန်တော်သိသလားတော့ဟိုတစ်ခုလုံးကြီး render လုပ်ပြီးွားရင်အခန်းတိုင်းကိုစိတ်ကြိုက်ကိုယ့်အကူပြန်ပြီးတော့ဟိုပစ္စည်းတွေပဲကိုယ့်အကူရွှေ့မလားထည့်မလားပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်။ဒါတော့ဟိုမှာ ပစ္စည်းလေးဟိုရွှေတီရွှေရွှေနေဟာကြည့်ရရလားဒီကတော့အိတ်ခန်းဗျာအိတ်ခန်းစတင်ပေါ့ဆိုတော့အဲ့မှာညောင်းရဲ့ကလေးရှိရပေါ့နော်ဟိုစတူဒီယိုမှာအကယ်လို့ဟိုစတူဒီယိုမှာတော့လာမအိပ်ပါနဲ့ဟိုရိုက်ရိုက်ရိုက်တဲ့အချိန်ပြောပါလေတင်ပါလေအကယ်လို့အပြင်မှာရိုက်နေရင်လည်းအမဒရိုက်တာတို့ဘာတို့တပုန်ဆရာတို့ဘာတို့အိတ်ချင်ရင်လည်းဒီမှာအိတ်နေလို့ရရပေါ့နော်ဟုတ်တယ်ပါပြီးသားဟုတ်တယ်မလား เนาะဟုတ်တယ်အိတ်နေလို့ရဒါပေမဲ့အိတ်အိတ်တော့မအိတ်နေဘူးအလုပ်လုပ်အဲ့တော့ဒီမှာမိုက်ပါတယ်ဒီမှာစတင်အပြည့်နေပါเนาะခရင်ကလည်းအပြရောင်ကြီးဟွာဒီလားလို့တော်ဟွာပေါ့မိအခန်းအခန်းမျိုးလည်းအပြရောင်ထွန်းလိုက်မယ်ဆိုရင်အပြရောင်ချင်းကိုလုံးပုံမှန်ရှိတယ်ပေါ့เนาะအခန်းထဲမှာလည်းဟိုဟိုဘက်မှာအခန်းမအားလို့အင်ကြီးမလဲရအောင်ဆိုဒီခန်းထဲမှာလာလဲလဲရတယ်ပေါ့နော်ဟိုမှာအိတ်လို့မလောက်ရင်ဒီမှာအိတ်လို့ရတယ် ပြီးဒီစပွဲမှာဆိုရင်လည်းအဲ့လိုကိုအိမ်ခန်းပုံစံ setup ဖြစ်မယ်ဆိုရင်ကောကို laptop လေးဖြစ်ဖြစ်ပါလေတင်ပြီးတော့လေဟွာရက်ကူးလေးလုပ်လို့ရပါဘောနော်နင်းပေါက်တွေမီးထုတ်လို့ရဒီမှာလည်းထိုးလို့ရဒီဘက်လည်းထိုးလို့ရဟိုဘက်လည်းထိုးလို့ရအဲ့လိုမျိုးပေါ့နော်ဟုတ်ပြီဒါဗီဒီယိုပဲရိုက်လို့ရတာလားပေါ့မဟုတ်ဘူးကျွန်တော်မေးကြည့်တယ်ဒီကိုကောင်းကောင်းပေါ့နော်ဓာတ်ပုံရိုက်မယ်ဆိုလည်းရိုက်လို့ရတယ်ဓာတ်ပုံဆရာရည်နဲ့လည်းလည်းတုံးလို့ရရပါတော့အကယ်လို့ဗျာဒီနေရာမှာဓာတ်ပုံနဲ့ပတ်သက်ရင်ဘာလို့လုပ်လို့ရလဲဆိုတော့ ဥပမာ workshop တွေဘာတွေလဲလုပ်လို့ရရဗျာ photo shoot session တွေလဲလုပ်လို့ရရဗျာဒီနေရာကိုကြည့်ကြည့်လိုက်ဒီ area ကိုကြည့်ကြည့်လိုက်ဒီ area ကဒီမှာကျွန်တော်တို့ background တစ်လေးကဒီ survey ရှိရဗျာ survey ကိုဒီမှာကြိုက်တဲ့ color ကြိုက်တဲ့ background ထော background တွေလည်းဒီမှာရှိရပြောတယ်အဓိကလွယ်တဲ့အကြောင်းပေါ့ဖြူမဲ့မီးခိုးပေါ့အဲ့ဒါတွေအကုန်ရှိရဆိုတော့ဒီမှာ background ဆင်မယ်ဒီမှာမီးတွေထားမယ်ကျွန်တော်တို့အကျယ်ကြီးဗျာရိုက်လို့ရတယ်မကြီးအကျယ်ကြီးပဲ multi purpose သုံးလို့ရရပေါ့နော်ခါကြန့်ရှိရလေအဲ့လိုတချို့ ဗီဒီယိုရိုက်တဲ့နေရာတွေမှာကျွန်တော်တို့ဆိုရင်ဒီတချို့ TVC မှာဓာတ်ပုံသွားသွားရိုက်ရတယ်ဆိုရင်အရင်ဆုံးမေးတယ်ဗောနော set up တွေပါတည်လာမယ်ဘာညာအဲ့လိုဟို background နေရာစတည်ရတယ်ဗောနော်ဒီမှာကတော့ဒီမှာဗီဒီယိုရိုက်ရင်းနဲ့လည်း backdrop ဆင်ပြီးတော့ဓာတ်ပုံလည်းရိုက်လို့ရတယ်ဗောနော်ဒါတနေရာထဲမှာအကုန်လုံးအဆင်ပြေတယ်ဗောနော်ပြီးတော့ base studio ဖြစ်ဖြစ်ဗောနော် studio တိုင်းမှာ internet connection ကောင်းကောင်းရှိတယ်နော်ဒါဒီမှာရှိတယ်ပြောပါတယ်ဟိုတိုင်လေးတော့ထောင်လိုက်ဗောနော် line ကတော့ပြောတာ ဆိုလမ်းလည်းမိပါပါဆိုတော့เนาะဒါကြီးကတော့ထမင်းစားကန်ဖြစ်ပါတယ်ကန်တင်းပေါ့ပြောရရင်တော့ကျွန်တော်တို့ဗျာစတူဒီယိုတစ်ခုမှာအာမိတ်ကရွန်နေဖစ်တင်ရွန်နေတော့ဝေါ်ဒရော့ရွန်နေပါလေလိုအပ်တယ်လို့ကျွန်တော်တို့ထမင်းစားဖို့နေရာလဲလိုအပ်တယ်ပေါ့เนาะ toilet လဲလော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 ရှိတယ်เนาะတပြိုင်နက်တည်းနဲ့အိမ်သာလေးလုံးတက်လို့ရတယ်ပေါ့เนาะအိမ်သာလေးလုံးရှိရပြီးတော့ဒီမှာဒါ နော်လိုအပ်တယ်ကွာတက်လာဘာလို့ဆိုတော့ရှူတင်တစ်ခုမှအနည်းဆုံးတော့တစ်ခါကျရင်လူများရင်အယောက်20 30ရှိရဆိုတော့ရှိတယ်အိမ်သားတော့များတယ်တော်ဟိုအကူကတော့ထင်တာပေါ့အိမ်သားရဲ့များွားလာပေါ့အိမ်သားများတာကောင်းတယ်အဲ့လိုပေါ့နော်တခုပိုကောင်းတာလို့ထမင်းစားပြီးဘိုင်းနိုင်တခါလေဟိုဘက်မှာတန်းပြီးတော့အိမ်သားတက်လို့ရတယ်နော်အဲ့တခုရှိပြောဟိုအရက်6ပေတွေပါကျွန်တော်ဒီနားမှာသတိထားပေါ့တစ်ချက်ရိုက်မယ်ပေါ့နော်ဒီနားမှာအဲ့လိုဟို rubber လေးကပ်သလား ကဲဒါတော့ဒါကျွန်တော်တို့ဗျာဟိုဓာတ်ပုံရိုင်းမယ်ဆိုရင်မရှိမဖြစ်စူရီတွေမှာမရှိမဖြစ်ဆိုက်ကလိုရာမာပေါ့နော်ဒီဟာကြီးက infinity void ပေါ့အာဖဏန်းနဲ့တက်ရင်ပြေမလားပေါ့ဖဏန်းနဲ့တော့မတက်တော့မမျောလို့ကိုရန်လည်းဓာတ်ပုံဆရာဆိုတော့ပြင်းဈေးပြင်းပြင်းတော့ရတယ်ဆိုတယ်နော်ဆိုတော့ဒီမှာမကြည့်ပါဖြူဖွေးနေပါပေါ့နော်ရေးစင်အဲ့တော့ဘောင်အပြောက်ရဲလဲတော့ပျောက်သွားရဟုတ်လားဒီမှာဖြူဖွေးနေရတယ်ဒီနေရာမှာကျွန်တော်ကအာ product ရိုက်မလားညမလားဒါမှမဟုတ်လဲလူပုံရိုက်မလားဒါမှမဟုတ်လဲဒီအဖြူကြီးမှာပဲထိုင်ပြီးတော့ဟိုဘယ်လို talking head တွေရိုက်မလား focus ရိုက်မလားဆိုရယ်ရတော့ဆိုဒီလို background အဖြူကလင်းထိန်နေဘယ်လိုပဲဖြစ်ဖြစ်ဘသူ့ပဲဘာဟိုပဲရိုက်ရိုက်လှဟိုမိုက်တွေဟိုစတူဒီယိုတစ်ခုမှာဒါမျိုးလေးရှိတယ်အောက်ကအဲ့လို setup တွေလည်းရှိတယ်အကုန်ရှိရယ်ကွာဟိလာတနေရာထဲမှာဟိုဒီတနေရာလာရတဲ့အဆင်ပြေတယ်ပေါ့ပြီးတော့ခုနကျွန်တော်မေးပြီးွားရယ် ူဒီကဘယ်လောက်လဲသူကဂျူဒီကိုတဲ့3သိန်းနဲ့90 71 72 3 4 8နှစ်ပေါ့နော်8နှစ်ရဲ့ဂျူဒီကို3သိန်းနဲ့ဒါတော့ကျွန်တော်ပြောရင်တော့တန်တယ်ဘာလို့တန်လဲဆိုတော့ဒီမှာထားထားပေးတဲ့ပစ္စည်းတွေဒီမှာပြင်ထားပေးတဲ့ပုံစံပြီးတော့ဒီအကျယ်ဝင်းပေါ့နော်ပြီးတော့ဟိုဓာတ်ပုံလဲရိုက်လို့ရသလိုဗီဒီယိုလဲကြိုက်သလိုရိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဟိုဒီလိုမျိုးပစ္စည်းအစုံ တေချာပြင်နာရနဲ့တကြူဒီသုံးသိန်းဆိုတာနဲ့တင်အောင်ကျွန်တော်စိတ်ထင်တော့ဒါတန်လဲပေါ့နော်ပြီးတော့နောက်တစ်ခုဒီ Eco Fairprice Film Studio House က Eco Camera Equipment Render ကပဲဖွင့်လာတာဆိုတော့ပြီးတော့ဒီ Studio နဲ့ Eco Render နဲ့ကလည်း7မိနစ်ပဲဝေးရနော်7မိနစ်ပဲဝေးတာအဲ့တော့ကိုကပစ္စည်းတွေကိုတခါတည်းအဲ့နေ Render လုပ်ပြီးတော့ဟိုယူပြီးတော့ငှားပြီးတော့ရိုက်လို့ရတယ်လို့ shooting ရောက်လာလို့ပစ္စည်းတစ်ခုခုကြံခဲ့လို့လိုအပ်တဲ့ ၎င်းဖုံးဆက်ပြီးတော့7မိနစ်တွင်လာပို့ပေးမယ်နော်ငှားလို့ရအဲ့ဒါတခုရမ်းအဆင်ပြေရှူတင်ထမင်းတွေပါရယ်ပေါ့ရှူတင်ထမင်းကားမခေါ်တော့ဆိုရင်ဒီနားမှာ9မိနစ်လောက်သွားတာနဲ့တင်ရှူတင်ထမင်းစားလို့ရတယ်နေ့လည်စားရပါစားလို့ရတယ်ထမင်းဆိုင်ရှိရယ်ပေါ့နော်ရှူတင်နဲ့ပတ်သက်တဲ့တခြားအလိုအင်အင်အင်သုံးပစ္စည်းပါရယ်လို့ရဲဆိုလဲမက်ခရိုခဝဲကြံပေါ့နော်မက်ခရိုခဝဲကြံဒီဟာနဲ့7မိနစ်ဆိုရအောင် ဘယ်နှမှာလဲဆိုတော့ location ကဒါဘရင်နောင်လမ်းပေါ့နော်ကျွန်တော်ဗီဒီယိုပြထားပြီပေါ့ဘရင်နောင်လမ်းကန်နာလမ်းတက်တဲကြီးလာဒီလိုင်းတရာဘက်မကွေွားဘဲနဲ့တရားဟိုကြော်လာပြီးတော့နည်းနည်းလေးမောင်းလိုက်တာနဲ့ဘဲဘက်ကွေလမ်းရောက်ပြီပေါ့နော်ဆိုတော့ဟို location ကလည်းအရင်ဝေးတယ်တဲ့မှာတော့မပေါ့ဘူးပေါ့နော်ဆိုတော့ဒါတော့ကိုကောင်းကောင်းပေါ့နော် ego camera render ကအခုဆိုတော့အခုအဲ့ဆိုရင်ကျွန်တော်လည်းခုနကတော့တော့တိုးလေးလုပ်ပြီးပေါ့နော်အဲ့တော့ဒီထက်ပိုပြီးဒီတေးကြတဲ့မေကွန်လေးအခုမေးချင်တာ โอเคป่ะครับสรุปฮอบบี้จูดีต้องเล่นสรุปไอ้ต้องเล่นมาชုံပြောให้บาริบ่ป่ะ ဟုတ်ကဲ့ကိုကျွန်တော်တို့ဒီ Eco Fair Price Flint Studio House ကတော့ကို shoot ဟွာပေါ့နော် Studio House အမျိုးအစားဖြစ်တာပေါ့နော်ပြောချင်တာကကို shooting အိမ်နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Photo Studio ရယ်ပြီးလို့ရှိရင် Audio Studio ရယ်သုံးခုပေါင်းထားတဲ့ဒီခြံဝင်းတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော် Studio House ဆိုပြီးတော့ကျွန်တော်တတ်မှတ်ထားတာပါခင်ဗျာဟုတ်အဲ့တော့ကျွန်တော်တို့ဒီမှာ၃သိန်းမှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရိုက်ကူးရေးလုပ်လို့ရတဲ့အခန်း၈ခန်းပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ FOC ပေးထားတဲ့ပစ္စည်း၈ခုပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ facility ရှိခုပါမယ် total 24မျိုးလုံးပေါင်းတာအောင်မှကျွန်တော်တို့ကတရက်ကို3000နဲ့ငါးတာပါခင်ဗျာ တန်တယ်တန်တယ်တော့ပြောပြချင်တာတော့တန်ဟုတ်ကဲ့ပါဟုတ်ပြီဟိုအဲ့ဆိုရင် ဒဂျူဒီရအသုံးသိမနက်ရှင်းညနေ၄လေးဟုတ်ပါရဲ့ခင်ဗျာဟုတ်ကျွန်တော်ကလေး half duty ဆိုရင်ရောဘယ်လောက်ကြာဟုတ်ကဲ့ကျွန်တော်တို့က၈နာရီကိုကျွန်တော်တို့က၃သိန်းသတ်မှတ်ထားတာပေါ့နော်ဒဂျူဒီကိုပေါ့ကျွန်တော်တို့အဲ့ဒါကို half duty ဆိုလို့ချင်းကျွန်တော်9နာရီသတ်မှတ်ထားပါတယ်ဗျ2သိန်းပါခင်ဗျာဩဟုတ်ပြီဟုတ်ကဲ့အဲ့ဒါအောင်မှကျွန်တော်တို့ကဒီမီးပြတ်ပြီဆိုလို့ရှိရင်လည်းဒီ air con ကိုလုံးတိုင်းအောင်ဩပြီးလို့ရှိရင်ကျွန်တော်တို့ဒီရိုက်ကူးရေးပစ္စည်းတွေအားလုံး power အပြည့်ပေးနိုင်အောင်30 kVA မီးစက်ပို့ပေါင်းပေးပါတယ်ဗျအဲ့မီးစက်အကြီးဆိုလို့ရှိရင်တော့ကျွန်တော်တနာယူ2000စီဖို့တီးတတ်မယ်ယူထားပါတယ်ခင်ဗျဟုတ်ကဲ့မီးပြတ်ခဲ့တဲ့ဆိုရင်ပေါ့နော် in case ပေါ့တကယ်လို့မီးမပြတ်ခဲ့ဘူးဆိုတော့ ီ3သိန်းနဲ့နေပြီးပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအဲ့ဆိုတော့ဟိုမိမပြတဲ့ရက်ကိုကြိုချဲ့ရွေးပြီးဟုတ်ပါတယ်ဗျဟုတ်ပါတယ်ခင်ဗျအဲ့ဒါဒါတော့ကျွန်တော်တို့ဆိုလည်းလို့ပဲပေါ့နော်ဟုတ်ကဲ့ဟိုစတူဒီယိုဘယ်ရန်တယ်လောက်တယ်ဆိုရင်ဒီပေါ့နော်အဲ့နေရာအဲ့ချိန်မပြက်လာလားဟုတ်ပါတယ်ခင်ဗျဟုတ်ပါတယ်မလဲအဲ့လိုဟိုရက်ကအဲ့နေမှာရတယ်ဆိုလည်းဒါတော့ဟုတ်ပါတယ်ခင်ဗျဘယ်လိုပဲဖြစ်ဖြစ်မီးရရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျပြပါတယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အကိုကအစကဒါ equipment တွေပဲ render လုပ်တယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျအခု ဘာဖြစ်လို့ဘယ်လိုစိတ်ကူးပေါက်ပြီးတော့ဒီလိုစတူဒီယိုကြီးဖွင့်လိုက်တာလဲ ။အော်ဟုတ်ကဲ့ပါဗျာဟုတ်။ကျွန်တော်တို့က one stop service ပေးနေတာပေါ့နော်။ဟိုဘက်မှာဆိုရင်တော့ကျွန်တော် eco rental မှာဆိုလို့ကျွန်တော်တို့ဒီ camera equipment တွေရှိမယ်၊ crew တွေရှိမယ်၊ camera operator တွေရှိမယ်၊ shooting car တွေရှိမယ်ပေါ့နော်။အဲ့ဒါအပြင်ဥမာကျွန်တော် studio လည်းလိုတယ်၊ shooting လည်းလိုတယ်ဆိုတာကျွန်တော်ထပ်ပြီးတော့ထပ်တိုးချဲ့လိုက်တာပေါ့နော်။ဒီ plan ကိုကျွန်တော်တို့အကောင့်ထဲပို့နေရတယ်။နှစ်နှစ်လောက်ရှိပါပြီဗျာ။အခုမှပဲအားလုံးပြီးသွားတာပေါ့နော်။ကျွန်တော်တို့ရဲ့အဓိကယူရချက်ကတော့ဒီ channel ဝင်တစ်ခုထဲမှာပဲ video commercial video တစ်ခုကိုပေါ့နော်။အယုတ်ပိုင်းရောအတန်ပိုင်းရောဒီ channel ဝင်တစ်ခုထဲကနေပဲဖန်တီးထုတ်လုပ်နိုင်အောင်ပေါ့နော်။ဈေးလည်းတက်တာအမယ်ဟို ဈေးလည်းမကြီးရဘူးပေါ့နော်အဓိကတော့ fair price လေးဖြစ်တဲ့ဟာမျိုးလေးကိုပို့ပြီးလိုချင်လို့ကွန်ပေါင်းတစ်ခုထဲမှာပဲတိကျောက်လိုက်တာပါဗျာဟုတ်ဟုတ်ကဲ့ပါတကယ်လဲ fair price ဖြစ်ပါဟုတ်ကဲ့ပါအခုကျေးဇူးတင်ပါတယ်ခင်ဗျာတော့ fair price တော့ဟုတ်ကဲ့ခင်ဗျာအဲ့တော့ဗီဒီယိုတော့၎င်းသဘွန်တော့၎င်းတနေရာထဲမှာဟုတ်ကဲ့စာဆုံးဟုတ်ပါတယ်အဆင်ပြေခြင်းနဲ့ဆိုရင်တော့ဒီနေရာရှိပါတယ်လို့ဒါပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုကျေးဇူးပါကျွန်တော်ကောင်းလဲကျွန်တော်ဒီစတူဒီယိုဒိုးပေးလုပ်တဲ့အတွက်လဲကျေးဇူးများတင်ပါကျေးဇူးပါအခုလာလေတဲ့အတွက်လဲခင်ဗျာဟုတ်ကဲ့ကျေးဇူးပါအခုဟုတ် ဟိုအခုကြည့်နေတဲ့ဘော်ဒါတွေကကိုဘယ်မှာဓာတ်ပုံရိုက်ရမလဲဗီဒီယိုရိုက်ရမလဲဒီဝိုင်းရဟိုမှာ content creator တွေပေါ့ influencer တွေပေါ့တစ်ချိန်လုံးဒီ social post တွေရိုက်နေရပေါ့နော်အေခန်းစတင်တို့အေခန်းစတင်တို့ဘာတို့ညာတို့တခါတည်းဟိုနေရာမျိုးစုံအများကြီးရွေးစရာမလိုတနေရာတိုင်းမှာအကုန်လုံးရဲလို့ရပေါ့နော်ဆိုတော့ဗီဒီယိုသမားတွေဓာတ်ပုံသမားတွေ content creator တွေ influencer တွေ အကုန်လုံးပေါ့နော်ဗီဒီယိုနဲ့ဖိုတိုနဲ့ပတ်သက်တာအကုန်လုံးဒီမှာအစင်သင့်တတတတတနဲ့ render လုပ်ပြီးတော့ရိုက်လို့ရတယ်အဲ့တော့ကောင်းပါ